အဲကျွန်တော်လွန်ခဲ့တဲ့9နှစ်လောက်တုန်းကဒီဖျားဖျားတဲ့ဓာတ်တော်တွေယဟန္တာတွေဓာတ်တော်ကျွန်တော်ပူဇော်ပူဇော်ခြင်းနဲ့စိတ်အယံဖြစ်တော့ဒီသူပူဇော်ထားတဲ့လူတယောက်စီကနေပြီးတော့ကျွန်တော်ဒီဖျားဓာတ်တော်ယဟန္တာဓာတ်တော်ကျွန်တော်ရအတူတည်းလဲပါကောင်းလဲပါနိုင်တယ်စစ်တည်းလဲပါကောင်းပါနိုင်မသိတော့မသိပါဘူးဒါပေမဲ့ तू ကတခုတ तू ကဟိုဂရိတောင်းနေငါးပါးတိလာဝိုးတဲ့လုံအောင်ထိမ့်ပါဘောနော်ဒီအဲ အာဘာဒီလာတက်နိုင်ကုန်လုံးထိမှာဆိုပြီးတော့သူကတစ္ဆာကြီးတောက်ပြီးတော့အဲ့လိုမျိုးလောက်ခိုင်းနေ။နောက်ပြီးတော့သူကဒီအာနာသိမ်းပြီးတဲ့ဟွာဒီနောက်ပိုင်းမှာသူကဖုန်ကြီးဝှက်သွားတယ်ပြီးခုလောတဲ့သူကထိုင်းမှာပေါ့နော်။အဲ့ဒါအခုအခုကျွန်တော်ကဒီငါးပါးဒီလာကိုတက်နိုင်ဆုံးတော့လုံးလုံးအောင်တော့ထိမှာဒါပေမဲ့ဒီကျွန်တော်ဒီလာမယ့်နှစ်မှာမြန်မာစားတောက်ဆိုင်ဖွင့်ဖို့ကျွန်တော်စီစဉ်ရှိပါတယ်။အော်အခုလက်ရှိနေတာကျွန်တော်ဂျပန်မှာနေတာပါ။ အဲ့ဒီမှာစားတောက်ဆိုင်ဖွင့်ဖွင့်ပြီဆိုရင်ဘေးနားမှာစားတောက်ဆိုင်နဲ့ပြန်ရှိရတော့ကြောင်းမလို့ဒီဘီယာတို့ဘီယာတို့ရတ်တို့ကတင်ကောင်းတင်ရလိမ့်မယ်ဒါပါပေါ့ဆိုဘေးနားဆိုင်နေနဲ့အပြန်ဖြစ်တဲ့တော့ကြောင်းမလို့အဲ့လိုမျိုးအဲ့လိုမျိုးဒီဆိုင်မှာအဲ့လိုမျိုးအရက်ဟိုဒီဘီယာရဲ့ရတ်တွေကိုတောက်ဆီခြင်းနဲ့ဆန်တော့မဟုတ်ဒီစီးပွားရေးပုံစံမျိုးနဲ့အဲ့လိုမျိုးတော့ဝင်ရောဒီ၅ပါးတီလာကထိခိုက်နိုင်ပါသလားအဲ့လိုကျွန်တော်ပေးတဲ့ဂတိကအဲ့လိုမျိုးထိခိုက်နိုင်ပါသလားအဲ့ဒါလေးသိချင်ပါတယ် ဒီကအရက်ကိုအဓိကထားပြီးတော့ရောင်းတာတော့မဟုတ်ပါဘူးအဓိကမြန်မာစားစာကိုအဓိကထားပြီးတော့ရောင်းနေပေမဲ့ဖြီးဝါးရေးတစ်ခုအနေနဲ့ဒီလိုမျိုးတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးလေးကြည့်ရှင်ပါတယ်ဒီနောက်တော့က ဒီအရေးကိစ္စမကဒီပဲတခြားဟာလည်းရှိသေးတယ်တကယ်တော့စုစုပေါင်းအယောင်အဝယ်ကိစ္စ၅ချက်ရှိပါတယ်အစိတ်ရောင်ချင်းအမ်ဒီတေးတေးရဲ့ရောင်ချင်းဒါဆိုအအရေးပေါ့အတေးတေးရဲ့အရေးရောင်ချင်းပြီးတော့ဂျွန်း ကျွန်လူတယောက်အတွက်အလုံးကြီးအကုန်လုံးလုပ်ပြတဲ့လာစာမရတဲ့အာလူတယောက်လူတွေကိုပေါ့နော်အဲ့ဒီဟာဂျုံလို့ခေါ်တယ်ဂျုံပြီးတော့တရိဆန်ပြီးတော့အာလနဲ့ခါတေနာဆိုရင်ငါချက်နောက်တစ်ခါပြောမယ်ဒါဆိုဂျုံတရိဆန် အစိတ်အရက်လည်းနဲ့နော်ဒါဆိုဒီအယောင်အဝယ်ကိစ္စ၅ချက်ကိုမြတ်စွာဘုရားက မလုံတန်ဘူးလို့ဟောထားပါတယ်အဲ့တော့ကျွန်တော်တို့ကတတိထားရမယ်ကျွန်တော်တို့ကနည်းနည်းလေးတစ်ခုလုံးမဲ့ဆိုလို့ရှိရင်အဲ့ဒီမှာအကြီးကြီး အကျိုးရနိုင်ပါတယ်ဆိုပြီးတော့တည်တည်ထားရမယ်ဗုဒ္ဓဘာသာမှာကျွန်တော်ကတွေ့ရတဲ့အမှန်ထူးခြားတဲ့ကိစ္စတစ်ခုပါလဲဆိုတော့ကျွန်တော်တို့ကတစ်ခါမှတယောက်တည်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ကဘာပဲလုပ်လို့ဘာပဲပြောပြောဘာပဲဆုံးဖြာဆုံးဖြာအဲ့ဒီမှာ အကျိုးတွေအမှန်ကြီးမားတဲ့အကျိုးတွေဖြစ်သွားပါတယ် ကျွန်တော်တို့ရဲ့နှလုံးမမှုကအမတန်ကြီးပါတယ်ကျွန်တော်တို့ကကြောကြားသည်ဖြစ်စီမကြောကြားသည်ဖြစ်စီပညာကြည့်သည်ဖြစ်စီပညာမကြည့်သည်ဖြစ်စီကျွန်တော်တို့ရဲ့နှလုံးမမှုကအမတန်ကြီးပါတယ်အဲ့တော့ကျွန်တော်ကဒီလိုပြောလို့ရှိပါတယ်ဆွပါသောအာလူတယောက်က တခြားလူတယောက်ကိုလက်တီထိုးမယ်တခါတခါလက်တီထိုးမယ် ဟုတ်ပါပြီဆိုဒီနေရာမှာကန်ဒီယာကိုနည်းနည်းလေးပို့ပြီးအလွယ်ကူအောင်လုပ်ကြည့်မယ်တော့မို့ရှင်းပြလို့ခက်ခဲသွားပြီဒါပေမဲ့လွယ်ကူအောင်လုပ်မယ်ဆိုလို့ရှင်ဒီလိုပြောလို့ရပါတယ်ဟုတ်ပါပြီဒါဆိုတခါလက်တီထိုးမယ်ဆိုရင်သူ့မှာကန်ဆိုးဖြစ်တဲ့အတွက်ကန်ဒီယာကြောင့်သူ့ကိုအာသူ့ကနောက်ထလက်တီပေါင်းအာအချိန်ပေါင်း900ခံရမယ်လက်တီလက်တီထိုးခံမယ်ပေါ့ 900ပေါ့အကူတော်မျိုးအကူတော်ကြောင့်အဲ့ဒီ900မှာစပါဆုံး200ကအာသူကနေရင်မှာအခောင်းရိုက်မိတယ်တမုံတကားမှာခောင်းရိုက်မိတယ်ဒါမဲ့ဂျန်တ300အချိန်ပေါင်း300မှာသူကို လူပေါင်း300ကလက်တီထိုးမယ်ဒီဘဝမှာမကားသေးဘူးပေါ့တခြားဘဝတွေမှာလည်းပေါင်းလိုက်ပြီးတော့300ဖြစ်မယ်ပေါ့အစင်လူပေါင်း300 ဲ့တော့အဲ့ဒီလူ300မှာသူ့ကိုလက်တီထိုးမယ်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီလူ300အလုံးမှာနောက်ထလက်တီအထိုးခံရခံရတာနောက်ထအချိန်ပေါင်း900အဲ့တော့အဲ့ဒီ900မှာဆိုပါစို့လူ300ကလည်းဒီလူ300ကိုလက်တီထိုးမဲ့ဆယ်เนาะအဲ့လိုဆိုရင်အဲ့ဒါ300နဲ့အာ အာမြောက်ထားမယ်ဆိုလို့ရှိရင်ဘယ်လောက်လောက်ရမလဲဆိုတော့အာ၉တောင်းရမယ်ပေါ့ so um ခုနလက်တီထိုးတာတစ်ခါပြပေးမယ်လက်တီထိုးတာ၉တောင်းဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီမှာမပြီးသေးဘူးလေအဲ့ဒီမှာမပြီးသေးဘူးလေအဲ့ဒီလက်တီထိုးတာ၉တောင်းအာလူပေါင်း ကိုတောင်းကလက်တီထိုးလိုက်ပြီးတော့သူတို့မှလည်းအားလုံးမှနောက်ထာ300အချိန်ပေါင်း300လက်တီအထိုးခံရမှာပေါ့ဒါဆိုစစ်စပောင်းနောက်ထာ300နဲ့မြောင်းမဲဆင်တော့နှစ်တန်အဘယ်လိုခေါ်နှစ်တန်ခုနှစ်တန်နှစ်ဆခုနှစ်တန်လက်တီထိုးထိုးတာဖြစ်သွားတယ် မဲ့သူကအဲ့ဒီမှမပြီးသေးဘူးလေအဲ့ဒီမှထပ်ထပ်ထပ်ွားတာပေါ့ဆိုတော့ကိုကတခါတည်းပဲလက်တီထိုးလိုက်ပြီးတော့ပြီးတော့အများကြီးဘွားသွားတယ်ပြီးရင်ကျွန်တော်ကဒီမှမပြီးသေးဘူးပေါ့ပန်းဒီပန်းဒီတလုံးပေးမယ်ပန်းဒီတလုံးပေးလိုက်ပြီးတော့လူတယောက်ကပန်းဒီတလုံးကိုတခြားတယောက်ကိုပေးမယ်ပေါ့စားဖို့ကောင်းလို့ အဲ့တော့အဲ့လို့ဆိုရင်သူကဒီမှာကျွန်တော်တို့ကလွယ်လွယ်ကူကူပဲပြောတယ်သူကကန်ဒီယာကပို့ရှုပ်တယ်ဒါမှမဟုတ်လွယ်လွယ်ကူကူပြောမယ်ဆိုရင်ဆိုပါဆိုသူကအာနောက်မှာအာပန်းဒီပေါင်း9ချိန်အချိန်ပေါင်း900ပြန်ရမယ်ပေါ့နော်အဲ့တော့အချိန်ပေါင်း900မှာဆိုပါဆိုအချိန်200ကသူကသူခေါင်းပေါ်မှာတစ်ပန်ပေါ်မှာအပေါ်ကနေအာပန်းဒီကကိုဘောက်ကိုကြာသွားမယ်ဆိုတာဖြစ်နေပါတယ်ဒါပေမဲ့ အချိန်ပေါင်း300မှာတခြားလူတွေကသူ့ကိုပန်းတီပေးလိုက်မယ်ပေါ့အဲ့တော့အဲ့ဒီလူ300မှာသူတို့မှအဲ့လိုဆိုကုတော့ဖြစ်သွားပြီလေအဲ့လိုဆိုရင်အဲ့ဒီ300လုံးမှာ နောက်ထတခြားလူ300ကတယောက်စီကိုပန်းတီပေးမယ်အဲ့လိုဆိုရင်အဲ့ဒါက300ကိုကျွန်တော်တို့က300နဲ့မြောင်းမယ်ဆိုရင်အဲ့လိုဆိုရင်ဒီလောကမှာပန်းတီပေးခြင်းဟာ9000ဖြစ်သွားတယ် ခါပန်းသီးပြေးလိုက်တော့အဲ့တော့အဲ့မှမပြီးသေးဘူးလေအဲ့ဒီပန်းသီးကိုအကိုတောင်းလူပေါင်းကိုတောင်းပေးလိုက်ပြီးရင်သူတို့အားလုံးမှလည်းပန်းသီးသုံးပန်းသီးအမ်တခြားလူ300မှာအချိန်ပေါင်း300ပြန်ရမှာပေါ့ဒါဆိုအဲ့900ကိုကျွန်တော်တို့ကနောက်ထပ်300နဲ့မြှောက်ရမယ်အဲ့လို့ဆိုရင် တုံးရနဲ့အဲ့လိုဟုတ်တယ်အဲ့လိုဆိုရင်တုံးရနဲ့ဟောအဲ့လိုဆိုရင်တကယ်တော့နစက်ခုနှစ်သိန်းမကားသေးဘူးနစက်ခုနှစ်သိန်းမကားသေးဘူးပုံများတယ်တကယ်တော့နစက်ခုနှစ်တန်ဖြစ်တယ်အဲ့တော့အဲ့ဒီမှာမပြီးသေးဘူးလေတကယ်တော့ဒီတန်ချာကအာဘာမှအရင်မကြည့်ပါဘူးဒါကဥပမာပဲပြောချင်တာက တခုခုလုံးမဲ့ဆိုရင်အကောင်ဖြစ်စီအဆိုးဖြစ်စီအဲ့ဒီမှာလုံးမမှုအမတန်ကြီးမာတယ်ဒီကဘာလုံးမှာထူးထူးခြားခြားကြီးကြီးလုံးမမှုဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကိုယ်လုံးတဲ့ဟာအော်ဒါအတိလီပဲလေးဒါအတိလီပဲဒါအမ်ဒီအာချင်းချင်းတကောင်တကောင်ပဲတတ်ထားတယ်လေဒါရန်ရန်တကောင်လည်းပဲတတ်ထားတယ်လေဒီမှာလိန်တိတိလေးပဲပြောထားတယ်လေဆိုပြီးတော့ မဟုတ်ဘူးဒီလောကမှာသေးတဲ့ဟာမရှိပါဘူးသေးတဲ့ကုသိုလ်သေးတဲ့အကုသိုလ်ဆိုတဲ့ဟာမရှိပါဘူးအမတန်ကြီးမားတဲ့ဘုံလုံးအမတန်ကြီးတယ်အဲ့ဒါကြောင့်အကုသိုလ်တွေတစ်ခါမှအတီလီမှမပြူတဲ့ဘူးမဆိုတော့အကုသိုလ်အတီလီလုံးမဲ့ဆိုရင်တောင်းတစ်ကဘာလုံးမှလုံးမမအမတန်ကြီးမားတယ်အဲ့ဒါကြောင့်ကျွန်တော်ကျွန်တော်တို့ကဆပါဆို အရေရောင်းမယ်ပေါ့နော်ဒါမဲ့ဗုဒ္ဓဘာသာမှာတကယ်တော့အရေရောင်းတာနဲ့အရေတောက်တာရောအတူတူပဲအဲ့တော့ဒီဟာလဲအာဘာနဲ့တူလဲဆိုပြီးတော့တတ်တယ်နဲ့တတ်ခိုင်းတယ်ပေါ့ဆိုဆိုပါဆိုအာယဟန်တွေမှာယဟန်ကကိုဘာသာလူတတ်မဲ့ဖြစ်စေဒါမှမဟုတ်တခြားတယောက်ကိုတတ်ခိုင်းမဲ့ဖြစ်စေအပကချွတ်ဆွတ်တူတယ်ချွတ်ဆွတ်တူတယ်နည်းနည်းမှမဟုတ်ချွတ်ဆွတ်တူတယ် ်ဒါကြောင့်ဘောဓဘာသာမှာကျွန်တော်တို့ကကိုဘာသာလောက်တာနဲ့တခြားတယောက်ကိုလောက်ခိုင်းတာချွတ်ဆွတ်တူပါလေဘာမှမကွာဘူးအဲ့တော့ကိုကတောက်တီဖြစ်စီတခြားတယောက်ကိုအာတောက်ခွန်းတောက်ချင်းမှာအပိဒီဖြစ်စီအဲ့ဒါနှစ်ချက်လုံးချွတ်ဆွတ်တူပါလေအဲ့တော့တခြားအဲ့တော့တကယ်တော့အဲ့ရောင်းမယ်ဆိုတာမှာပိုပြီး ခစ်ခဲ့တယ်မှာဆိုတော့အရဲ့ရောင်းနိုင်အောင်ကိုစီမှာအရဲ့မြန်းမြန်းရှိရမယ်လေအဲ့တော့ကိုစီမှာအရဲ့မြန်းမြန်းရှိနိုင်အောင် တခြားလူတွေကအဲ့ဒီအရဲ့မြန်းမြန်းလုပ်ပေးရမှာပေါ့အဲ့ဒါကြောင့်ဒီလောကမှာအရဲ့လှုပ်ခြင်းဟာပုံများသွားတယ်နော်ကိုကအရဲ့တောင်းမဲ့ဆိုရင်အဲ့ဒါကမြန်မာတွေကအသာစားတယ်လို့ပဲဒါပေမဲ့ငါကဒီအသာ တက်ခိုင်းတာမဟုတ်ဘူးလေဆိုတဲ့အဆင်စားလို့ရတယ်နော်အရဲ့တောင်းမဲ့ဆင်တော့တမန်ငါကဒီအရဲ့မလုံးထားဘူးလေလုံးလုံးထားပြီးသားပဲတောင်းမဲ့ပဲဒါပေမဲ့အမှန်ကတော့အမ်အရဲ့ရောင်းမဲ့ဆိုရင်ပိုးဆိုပါတယ်မင်းဆိုတော့အရဲ့ရောင်းနိုင်အောင်ရောင်းနိုင်အောင်အရဲ့ကိုလုံးပေးရမှာတခြားတိအလူတွေကအရဲ့ကိုလုံးပေးရမှာ အာဒါပေမဲ့အရေးတောင်းမယ်ဆိုရင်လည်းဒီအရေးရောင်းချင်းကို အားပေးတယ်။ဒါကြောင့်ကျွန်တော်ကတော့ယုံကြည်တဲ့အသားစားမယ်ဆိုလို့ရှိရင်အစင်မပြူမှဆိုတော့အသားစားတဲ့အထိအသားရောင်းလို့ရပါတယ်။အသားရောင်းတာဆိုတာဒီလောကမှာရှိမယ်။ဘယ်သူမှမခါမှအသားအသားမစားဘူးဆိုလို့ရှိရင်ဒီလောကမှာလည်းအသားရောင်းတာလည်းမရှိဘူးအသားရောင်းတာမရှိဘူးဆိုလို့ရှိရင်ဒီတိရစ္ဆာန်တွေကို အသားရနိုင်အောင်ဘူးချင်းကြီးကိုဘယ်သူကဝဲလဲဘယ်သူမှမဝဲဘူးအဲ့လို့ဆိုရင်ဆိုင်းသွားပြီးတော့ချင်းကြီးဝဲလို့ရလားရှိမလားလူချင်းကြီးရှိမလားမရှိဘူးမရှိဘူး sorry ပါပဲသွားပြီးမေးလိုက်ပါကျင်းကြီးဝဲချင်တယ်ရှိလားဆိုပြီးတော့မရှိဘူး ။ဘာကြောင့်မရှိဘူးလဲ။ဘယ်သူမှဇားလို့ပေါ့။ဘယ်သူမှ မတုံးလို့ပေါ့။ဒါကြောင့်ကြင်ကြီးဝယ်လို့နေရဘူး။ဒီလိုလဲအရက်ကိုဘယ်သူမှမရောင်းဘူးဆိုလို့ရှိရင်ဘယ်သူမှမဝယ်ဘူးဆိုလို့ရှိရင်ရောင်းရောင်းရောင်းတာလည်းမရှိမရှိတော့ဘူးပေါ့။ဒါကြောင့်တကယ်တော့အရက်တောက်တာလည်းအာဒလောကအဒလောကလုံးအတွက်အမတန်ကြီးမားတဲ့လွန်မှုမှုရှိတယ်လို့ အရေးရောင်းတာလည်းအမှန်တန်လုံးမမှုရှိပါတယ်အဲ့တော့ဒီနေရာမှာကိုကျော်မှာပါတီလုတ်ပြနိုင်မလဲဆိုပြီးတော့ဒီလောကအတွက်ပြောင်းပြန်လုတ်ပြလို့ရပါတယ်ကိုကျော်ရဲ့ဆိုင်မှာလုံးဝအရေးမရှိဘူးဆိုလို့ရှိရင်တခြားဆိုင်တွေအတွက်အတူယူစရာဖြစ်သွားပြီနော်ဆိုပါဆိုဗီယက်နမ်နိုင်ငံမှာ တတလို့ဆိုင်ရအများကြီးရှိပါတယ်။ရမ်းများတယ်တအားများတယ်တတလို့ဆိုင်ရအများကြီးပဲ။ဘယ်လိုဖြစ်သွားပြီလဲဆိုပြီးတော့ဗီယက်နမ်နိုင်ငံမှာတတလို့ဆိုင်တွေမှာအမတန်ကောင်းမွန်တဲ့စားစရာရှိတဲ့အတွက်စားလို့တအားကောင်းတဲ့အတွက်လူတွေကဒီဆိုင်တွေမှာအများကြီးလာကြတယ်အများကြီးစားကြတယ်။နော်အဲဒါကြောင့်ကိုကျော်က အရက်ကိုဖဲလိုက်ပြီးတော့အဲ့ဒီတခြားစားစရာတွေကိုပိုကောင်းအောင်စီစဉ်လိုက်ပါပိုထူးခြားအောင်စီစဉ်လိုက်ပါအဲ့လိုဆိုရင်ပိုပြီးကြောကြမယ်ကိုယ့်ရဲ့ပိုပြီးအောင်မြင်မယ်ပြီးတော့ကိုယ့်ရဲ့အလုပ်ကလည်းပိုင်ဆိုင်လည်းကောင်းကောင်းမွန်မွန်ရမယ်အဲ့ဒါနဲ့ကုသိုလ်အမတန်ထူးခြားတယ်တလောကလုံးအတွက်အမတန်ထူးခြားတဲ့ကောင်းမွန်တဲ့အမ် ကောင်းမွန်တဲ့ချမ်းသာတဲ့လုံမုံမရမှာပေါ့။ဘာညာလဲ။ကျေးဇူးတင်ပါတယ်။ဆိုင်ရှင်မဟုတ်ပဲနဲ့ဝန်ထမ်းဆိုရင်ရောအခုလိုဖြစ်ပါသလား။ခုနကဝန်ထမ်းဆိုရင်တော့ um ဝန်ထမ်းဆိုရင်တော့သူကသူရဲ့လူကြီးရဲ့လူနဲ့တောင်တေးကြီးလို့ခေါ်မလားလူကြီးလို့ခေါ်မလားအဲလူကြီးရဲ့ဆုံးဖြတ်ချက်အတိုင်းသွားလုပ်ရမယ် ါဆိုအဲ့ဒီမှာကျွန်တော်ကတော့ထင်တယ်အမ်အထူးကြီးကိစ္စတော့မဟုတ်သေးဘူးဘယ်ဟာနဲ့တူလဲစာပေမှာဘယ်ဟာနဲ့တူလဲဆိုတော့ကျွန်တော်တို့ကသိပါတယ်ဒေါ်တာပန်အမျိုးသမီးလေးတယောက်ကဒါဆိုနေဗန်ရောက်ရထားတဲ့အမျိုးသမီးတယောက်ကသူကအာသူကအာမဆိုးမဆိုးလို့ခေါ်ရနော်အာဟိုဒေါ်တာမှာတရိတ်ဆန်ကြီးတတ်တဲ့တတ်တဲ့မဆိုးနော် အဲမဆိုးမဆိုးတယောက်ကိုမြင်လိုက်ပြီးတော့အမတန်သူကိုချစ်ခင်သွားတယ်ပေါ့အမတန်ချစ်လိုက်ပြီးတော့သူနဲ့အတင်းတောထဲသွားတယ်သူနဲ့အတင်းအာတောထဲသွားပြီးတော့သူကသူနဲ့အဲ့လိုဆိုနေရတယ်ပေါ့အဲ့လိုသူကအတူတူနေလိုက်ပြီးတော့ကလေးပေါင်းဘယ်လောက်လဲမိသွားပြီခုနှစ်ခုနှစ်ယောက်ထင်တယ်ကလေးပေါင်းခုနှစ်ယောက်မွေးထားတယ်နော်အဲ့ဒီမဆိုးနဲ့ ဒါပေမဲ့အဲ့ဒီမဆိုးကဘာတွေလုပ်လဲဆိုပြီးတော့သူကတောထံမှာသွားပြီးတော့ဒရိစင်တွေတတ်တယ်လေအဲ့တော့သူ့ရဲ့ main မကဒီတောတပန်ဖြစ်တဲ့အမျိုးသမီးလေးကဒီမဆိုးအတွက်သူကသူကအာလက်နဲ့တွေပြင်ထားပေးရတယ်ဟုတ်တယ်ညားတွေပြင်ထားပေးရတယ်ဓာတ်တွေပြင်ထားပေးရကျွန်တော်တို့ရဲ့စာပေမှာရှိပါတယ်အဲ့တော့မဆိုးရဲ့ main မကမဆိုးအတွက် ဒိဋ္ဌိစံတွေတတ်ဖို့အာသူကလည်းနေတွေပြင်ထားပေးနေရင်အာအရိဟာကိုယဟန်တွေလည်းတည်သွားတယ်ပေါ့အဲ့တော့ယဟန်တွေကတည်သွားလိုက်ပြီးတော့အန်အောင်ကြတယ်ပေါ့ဘာလို့သူကတော်တာပန်းဖြစ်သွားတယ်ဒါပေမဲ့ဒီလိုအာလည်းနေတွေအာတင်နာတွေနော်တင်နာတွေမရှိခဲ့ဘူးဒါပေမဲ့လည်းနေတွေဘာကြောင့် အဲဒီလိုပြန်ထားနိုင်မလဲပေါ့အဲမဖြစ်နိုင်ဘူးပေါ့နော်တောတာပန်ဆိုတော့ဒီလငါးပါမကျွလုံးဘူးပေါ့နော်အဲလိုဆိုရင်ပြောလို့မလဲပေါ့အဲတော့မြတ်စွာဘုရားကကုတော်တိုင်းမင်းတော်မူတယ်ဟုတ်ပါပြီသူပြန်ထားပြီမဲ့သူမှာအကုတော်စိတ်တွေတော့အဲဒီခါမှမရှိပါဘူးဒီဟာတပ်ဖို့ပြန်ထားပြီတာမဟုတ်ဘူးအာယောက်ျားပြောလို့ပြန်ထားပြီနော်ဒါဆိုအာသူတပါးရဲ့အာ အာသူတပားရဲ့ဆုံးဖြတ်ချက်ကြောင့်လုံးမဲ့ဆိုလို့ရှိရင်ကိုပါတာမလုပ်ချင်ဘူးတမန်လုပ်ရှိမဲ့ဆိုလို့ရှိရင်အာကျွန်တော်တို့ကဒီတော်တာပန်အာတော်တာပန်အဖြစ်အပြစ်မှာတော်ဒီဟာကတော့ဘယ်မှာရှိလဲဓမ္မပရမရှိမလားမသိဘူးဓမ္မပရမရှိတယ်ထင်တယ်အဲ့တော့ဓမ္မပရအထက်ကတာစာပြေမှာအာကျွန်တော်တို့ကဒီအ ကိစ္စအတိုင်းကြီးလိုက်မယ်ဆိုလို့ရှိရင်တော့လူကြီးကဆုံးဖြတ်တဲ့အတိုင်းလုပ်မယ်ဆိုရင်တော့အဆင်ပြေသွားပါပြီ။ဒါပေမဲ့တတတော့မဟုတ်ဘူးပေါ့နော်။သူကတကယ်တော့ဒီနေရာမှာဒီအာတော်တန်ပန်းမိမကလည်းသူကတတမဟုတ်ဘူး။သူကညာတွေကိုပဲစေးပြတယ်၊ဓာတွေကိုပဲစေးပြတယ်၊ပြင်ထားပြတယ်တတတော့မဟုတ်ပါဘူး။ဒီလငါးပါးကိုသူကမကျူလုံဘူး။ဘယ်သူကမှလည်းသူကမကျူလုံခိုင်းဘူး။နော်။အာ တကယ်တော့ကျူးလွန်ခြင်းမှလည်းသူကအားပြတာလည်းမရှိဘူး။အော်ယောက်ျားရဲ့ဒီနဲ့တိရစ္ဆာန်အများကြီးတက်ပါဆိုပြီးတော့အဲ့ဒါလည်းမဟုတ်ပါဘူး။သူပေါ့ပြီနော်။အော်ယောက်ျားကဟုတ်ပါပြီဒီမှာအများကြီးစီးပြလိုက်။ဒီမှာဒါဟာဒီစီးပြလိုက်ဆိုပြီးတော့အဲ့ဒီမှာသူကစီးပြတယ်။ဒါဆိုအော်ဒါကြောင့်ကျွန်တော်ကအထင်းတဲ့စိုင်းတွေမှာအာဝန်ထန်တွေကသူကသူတို့ကအရေးတွေအာအရေးတွေပင်ထားပေးတယ်။ စီထားပေးလဲဆိုတာဖြင့်အရှိတဲ့ဆိုလို့ရှိရင်တော့အဲ့ဒီဟာကတော့အာကိစ္စအမရှိတော့ပါဘူးအထူချတာကတော့သူတို့ကစပါဆိုအအရေးတွေဖြစ်တာအရေးတွေလူတွေကိုဒီတိုင်းပေးလိုက်မယ်ပေါ့အဲ့ဒီဟာတော့ဒီအဆင်မပြေဘူးစပါဆိုအဆိုင်ကြီးရှိမယ်စူပါမားကတ်ပေါ့အဲ့တော့စူပါမားကတ်ထဲမှာအကက်ရှီယာလုံးမယ်စပါဆိုဒါမှမဟုတ်အဲ့ဒီအဲ့ဒီအရေးတွေ um, sen bohma, bo ma si lai me bo. Elo sen be du ko ma lai me pi bu, be lo ma lai mi bu. Da me sa tao sai ma, lu lue ga la bi ro bi ya so bi elo sen tu go bi ya di dai pi lai me sen na eri ha ro, sen me pi ro bu lo yong chi ba de. Exactement.